မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။နေပြည်တော်မှာရာသီဥတုပူပြင်းနေလို့စစ်တပ်ကဒီကနေ့စီပြခန်းနာကိုညနေ9နာရီမှစတင်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာရာသီဥတုပူပြင်းနေလို့စစ်တပ်ကဒီကနေ့စီပြခန်းနာကိုညနေ9နာရီမှစတင်မှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်တွေကပြောပါရည်။မနစ်ကစတင်ပြီးစစ်ကောင်စီကစီပြခန်းနာကိုညနေပိုင်းစတင်ကျင်းပခဲ့တာဖြစ်ပြီးအခုနှစ်မှာလည်းစီပြခန်းနာကိုလည်းညနေပိုင်းမှသာဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း ဒီကနေ့ညနေ9:00နာရီချိန်မှာစစ်ကြောင်းများစတင်ထွက်ခွာမှဖြစ်ကြောင်းသိရပါတယ်။ဒီကနေ့ညနေ3:00နာရီမှ4:00နာရီတွင်စစ်ကြောင်းများအသင်ပြင်ဆင်ခြင်းဆောင်ရွက်မှဖြစ်ပြီးညနေ9:00နာရီချိန်မှာစစ်ကြောင်းများစတင်ထွက်ရှိမှဖြစ်ကြောင်းအဲဒီနောက်မင်းအောင်လိုင်ကိုချီတက်အလေးပြုကအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကတက်စစ်ဆေးခြင်းနဲ့စကားပြောခြင်းများလှုပ်ဆောင်မှဖြစ်ကြောင်းသိရပါတယ်။ဆလတ်ပြီးလပကစစ်ဌာနချုပ်အနီးဝင်ကလုံချုံဤဘဏ်ကလက်လုံမိုင်းနဲ့တိုက်ခိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မလာ28ရက်မနက်ပိုင်း9နာရီခွဲဝင်ခြင်းကမန္တလေးမြို့ကျောင်းနောက်ချမ်းအောင်မြေသာဆန်မြို့နယ်ကအာနာသိန်းစစ်တပ်တပ်ဆွဲရဘက်ကတခုလက်လုံးမိုင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတယ်လို့ဆိုပါတယ်။အောင်မြေသာဆန်မြို့နယ်မေဂခေရီရက်ကွက်82လမ်းနဲ့လမ်း20ရှိတဝကူဖျားပြီးမှတပ်ဆွဲထားတဲ့ဘက်ကကိုလက်လုံးမိုင်းနဲ့ပြစ်ခတ်သွားတာလို့မြို့ကန်တုံးကပြောပါတယ်။လက်လုံးမိုင်းနဲ့တိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့မသိရသေးပါဘူး။ပောက်ကွဲမှုကတော့ကြီးကြီးမားမားဖြစ်ပွားတာမရှိဘူးလို့မြို့ကန်ကအသိပေးပါတယ်။စစ်တပ်ဝါဒဖြန့် Telegram Telegram Channel ကဖော်ပြလာတဲ့တပ်ပုံများတဝကူဖိအားပြီးမှလုံခြုံရေးယူထားတဲ့တဲ့အိမ်ပန်ကရှိမှပောက်ကွဲမှုဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခင်းဖြစ်ရာနေရာကိုရောက်လာကြပြီးလမ်းသွားလမ်းလာတွေကိုစစ်ဆေးတာတွေပြုလုပ်ခဲ့တာလို့ဆိုပါတယ်။သူတို့တက်ဆွဲထားတာကြပြီးသူတို့ရှိနေတဲ့လမ်းတစ်လျှောက်ကိုလည်းပိတ်ထားတာကြပြီးဖျက်သွားလို့မရဘူးရှောင်ကွင်းသွားနေရတာလို့ရက်ကွက်အတွင်းနေထိုင်သူတအုပ်ကပြောပါတယ်။အခုလိုပောက်ကွဲမှုဖြစ်တဲ့နေရာကမန္တလေးနံတွင်မှတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါကအနီးဝန်းကျင်မှာ ရှိပါတယ်ဒါအပြင်ဒီကနေ့မှကြာရောက်တဲ့စစ်တပ်ရဲ့တမရော်နေခန္ဓာကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပခါတဲ့မှာကျင်းပနေခြင်းနဲ့လည်းတိုက်ဆိုင်နေပါတယ်။လက်လုံမိုင်းနဲ့တိုက်ခိုက်ခံရတဲ့နေရာနီးမှာရှိတဲ့ကျုံနောက်ချမ်း16လမ်းနဲ့22လမ်းမှာဆိုရင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာနန်းတွင်းဝင်ပေါက်ကိုလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်အဆောင်ကိန်းရှိတဲ့လို့မြန်မာစီးပွားရေးဘဏ်နှစ်ရှိကလုံခြုံရေးအဆောင်ကိန်းတွေလည်းရှိပါတယ်။ ဆလပီဖက်ဒရယ်တမရော့ကိုဖက်စင်တရီဆိုကင်းနဲ့ပြည်သူတမရော့တရက်ပြင်ထူထောင်ဖို့မျှော်မှန်းတယ်လို့ NUG ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တော်လိုင်းအောင်ပွဲပြီးအစ်စ်ပြန်လဲတည်ဆောက်မယ်ဖက်ဒရယ်တမရော့ကိုဖက်စင်တရီဆိုကင်းဆင်ပြီးပြည်သူကိုအလေးထားကာကွယ်ပေးတဲ့ပြည်သူတမရော့တရက်ပြင်ထူထောင်နိုင်ဖို့မျှော်မှန်းဆန္ဒပြုတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကဒီကနေ့မှထုတ်ပြန်ပါတယ်။ဒီကနေ့မှရောက်ရှိတဲ့နှစ်80ပြည့်ဖက်စင်တော်လိုင်းနှင့်ခန္ဓာကိုပေးပို့တဲ့သုံးဝလမှာအမျိုးသားညီညွတ်ရေးအစိုးရကအခုလိုဖော်ပြထုတ်ပြန်ခဲ့တာပါ။မကြာမီကာလမှာ မှပြည်သူများအားလုံးတွင်အောင်ပွဲများဆက်ကူးနိုင်ပြီးအစ်စ်ပြန်လည်တည်ဆောက်မဲ့ဖက်ဒရယ်တမတော်ကိုဖက်စစ်တရေစိုးကင်းစင်ပြီးပြည်သူကိုအလေးထားကာကွယ်ပေးရင်ပြည်သူတမတော်တရားဖြင့်ထူထောင်နိုင်ဖို့မျှော်မှန်းဆန္ဒပြုရင်းဒေသဝန်လွှာကိုပေးဖို့အပ်ပါတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်လက်ရှိအချိန်ကဖက်စစ် ခစ်သည့်ဖက်စစ်ဒေါ်လာင်းကာလာလိုရှိညွန်နိုင်တာမို့ခစ်သည့်ဖက်စစ်မိစားအကျန်းဖက်ဆဲအုပ်စုကိုတိုက်ခိုက်နေကြတဲ့ပြည်သူ့ຫນွေဦးဒေါ်လာင်းကြီးမှ NUG အနေနဲ့တိုင်းရင်းသားပြည်သူတွေအားလုံးအကြားဟန်ချက်ညီညီလက်တွဲဆောင်ရွက်နေရလို့အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။ NUG အနေနဲ့အတိတ်သမိုင်းကာလတွေမှာတိုင်းရင်းသားပြည်သူတွေအားလုံးစုစည်းညီညွတ်မှုအပြန်အလှန်ရှုံးချီးနေစားအတိမတ်ပြုမှုတို့နဲ့အောင်ပွဲကိုစုခုနိုင်တဲ့အပြင်အခုခစ်သည့်ဖက်စစ်မိစားအကျန်းဖက်ဆဲအုပ်စုကိုတိုက်ခိုက်နေကြတဲ့ပြည်သူ့ຫນွေဦးဒေါ်လာင်းကြီးမှလည်းတိုင်းရင်းသားပြည်သူတွေအားလုံးအကြားဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နေတယ်လို့တဝန်လာမှာဖော်ပြထားပါတယ်။အတိတ်တိုင်းပိုင်းမှာနေချဲဖက်စစ်တပ်တွေရဲ့အတီအတမဖိနှိပ်ညှဉ်းပန်းနှိပ်စက်မှုတွေကိုတိုင်းရင်းသားနယ်မြေလိုက်ပြီးကြားတော်လန်ရာကနေအပြန်အလှန်လေးစားမှုစူးစီးညင်ညွမှုအားနဲ့ပူပေါင်းတော်လန်တိုက်ခိုက်မှသာနေချက်တို့ကိုအပီးတိုင်းမြမမြေပေါ်ကမောင်းထုတ်နိုင်ကြရမှုလက်ရှိအချိန်မှာလဲခေတ်သစ်ဖက်ဆက်တော်လန်ကာလာလိုရှင်ညွှန်းနိုင်တဲ့အတွက်အားလုံးဟန်ချက်ညီညီလက်တွဲဆောင်ရွက်နေရလို့ NUG ကဆိုပါတယ် တိုင်းရင်းသားပြည်သူလူထုရဲ့အခွန်ပန်းနာချွေးနေစာနဲ့တိဆောက်ထားတဲ့နိုင်ငံတော်ကာကွယ်ရန်တရားကကိုကျိုးအတာဖတ်ပြီးညံပြင်းနဲ့အကြံပတ်ဆဲအိုးစုရဲ့အတ္တမအာနာလူယူခဲ့မှုကြောင့်ပြည်သူလူထုရဲ့အသက်အဝင်စီစဉ်ကိုကာကွယ်ရမယ့်စစ်တပ်အဖြစ်ကနေပြည်သူလူထုရဲ့အသက်အဝင်စီစဉ်ကိုရှံပြူချင်းချောက်ဖျက်ဆီးနေတဲ့ဖက်စစ်စစ်တပ်အတွင်ကိုကူပြောင်းလာလို့တိုင်းရင်းသားပြည်သူလူထုတရက်လုံးကနေရအနှံ့တော်လန်တိုက်ခိုက်နေကြတာဖြစ်တယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးမန္တလေးမှာစစ်မှုထမ်းထောက်ပံ့ခြင်းဆိုပြီးစေအုပ်စုကတအိမ်ကိုကြက်တသောငွေညစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့ပေါ်ရှက်ကွက်တွေမှာစစ်မှုထမ်းထောက်ပံ့ခြင်းလို့ပြောပြီးစေအုပ်စုကတအိမ်ကိုကြက်တသောလုံးအိမ်နိုင်စေလိုက်လံကောက်ကန်ငွေညစ်နေရလို့မြို့ကန်တွေကပြောပါရယ်။ပြီးခဲ့တဲ့လတွေကလည်းမန္တလေးမြို့ပေါ်ကရှက်ကွက်တွေရှိငွေကြေးချမ်းသာသူနဲ့လုပ်ငန်းရှင်တွေကိုစေအုပ်စုကအဲ့လိုစစ်မှုထမ်းအကြောင်းပြငွေညစ်နေတာဖြစ်ပြီးအခုအခါမှာတော့အိမ်နိုင်စေအလွတ်မပြေပဲငွေညစ်တာလို့ဆိုပါရယ်။တေချာရှင်းပြလာတော့မရှိဘူး။စစ်မှုထမ်း ောက်ပံ့ခြင်းဆိုပြီးတအိမ်သက်တောင်းတောင်းနာပင်ရက်ကွက်အုပ်ကြီးဦးဆောင်ပြီး အဖွဲလိုက်လာတာလို့မြို့ကန်တအုပ်ကပြောပါရတယ်။ စေအောင်စုက2024မန်လာကစလို့မန္တလေးမြို့အပါအဝင်နိုင်ငံတော်ကလူငယ်လူရွယ်တွေကိုစစ်သားတဲ့စုဆောင်နေတာဖြစ်ပြီးကနအူကရက်ကွက်အလိုက်စင်ရင်ကောက်ပြီးခွဲရတဲ့ဆိုတာနောက်ပိုင်းမှာပေါ်တာဆွဲတာတွေလောက်ကအခုမန်လာကစလို့မန္တလေးမြို့မှာရက်ကွက်အလိုက်ချင်းချောင်းလူစုမဲနိုင်ခိုင်ကစစ်သားတဲ့စုဆောင်နေတာဖြစ်ပါတယ်။အခုလမတိုင်မီအထိမန္တလေးမြို့ပေါ်ကတထေးတွေအများစုနေထိုင်တဲ့ရက်ကွက်တွေအပါအဝင်စစ်မှုရန်ရှောင်လဲလူတွေကိုစေအောင်စုကငွေတောင်းယူကစစ်မှုရန်ရှောင်လဲနိုင်အောင်စီစဉ်ပေးခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။အရင် တွေကငွေတက်နိုင်တဲ့ ရက်ွက်တွေမှာကြတော့စစ်မှုတန်းမကောက်ဘူးလေတအိမ်ကိုဘလောက်ဆိုပြီးငွေလိုက်ကောက်ပြီးလူစားတို့ထည့်ပေးတာပြီးတော့စစ်မှုတန်းကြီးဆိုတာလေအဲ့လိုချမ်းသာတဲ့အိမ်တွေလုပ်ငန်းရှင်တွေကိုပဲကောက်တာအိမ်နိုင်စင်မကောက်ဘူးအခုကြတော့စစ်မှုတန်းခေါ်တာကကြက်လာတဲ့ထင်တယ်လူစားတို့ခက်လို့နေမှာပေါ့စစ်မှုတန်းချင်းကအိမ်နိုင်စင်ကောက်တာလို့မြို့ကံမြို့သမီးတအုပ်ကပြောပါတယ်၂014တကောင်စင်ရမန္တလေးခရိုင်ခုနှစ်မြို့နယ်မှာအိမ်အောင်စု၃သိန်းကျော်ရှိပါတယ်ဆလတ်ပြီးရွှေဘုံရှိဦးလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပြီးစစ်သားနဲ့ပြူစော်တီ၅ဦးထပ်မင်းတေဆုံးနေကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းရွှေဘုံမြို့နယ်ရွှေဘုံရေဝလံပိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးစစ်သားနှင့်ပြူစော်တီငါအုပ်ထပ်မင်းတေဆုံခဲ့ကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူတအုပ်ကပြောပါရင်မလ25ရက်နေ့မနက်9:30မိနစ်အချိန်ကစပြီးနေ့လယ်12:35မိနစ်အထိရွှေဘုံမြို့နယ်ရွှေဘုံရှင်ဦးလံ ကျွန်းကျန်အတွင်းနဲ့အုတ်ရှိကန်တုတ်တန်ကိုရောက်ရှိလာတဲ့စစ်သားနဲ့ပြူစောတီတွေကိုဒရုန်းနဲ့ပုံကျဲခြင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့ကြောင်းဒါအပြင်အုတ်ရှိကန်တုတ်တန်အတွင်းမှထွက်လာတဲ့စစ်သားနဲ့ပြူစောတီတွေကိုလည်းရင်ဆိုင်တိုက်ပွဲဆင်နွှဲခဲ့ရာစစ်သား9ဦးထပ်မံတင်ဆောင်ပြီးအများအပြားတန်ရာရကစစ်တုံးဆောင်ပစ္စည်းတချို့တင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။မနီးယားထီတော်တိုက်ပွဲမှာ9ဦးသေပါတယ်ပြန်ဆုံမသွားသေးပေမယ့်အခုထိရှိနေပါသေးတယ်လို့ရွှေဝုံမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ဘက်ကဖာမှတာဝန်ရှိသူတောင်းကပြောပါတယ်။အဆိုပါစစ်သားနဲ့ပြူစောတီတွေကပင် 你要看到底。 ဇီးပြူကုံပြူစောတိရွာတို့မှဖြစ်ပြီးတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းရွှေဘုံမြို့မိကွန်ရွာကိုကာနစီနဲ့စစ်ကူများရောက်လာခြင်းရွှေဘုံမြို့ခလာရ42တက်ရွှေဘုံမြို့ကညာနာယုံရွှေဘုံကန်တော်တို့မှတပ်ဆွဲထားတဲ့စစ်သားတွေက120နှစ်မှမှလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူပေးခြင်းများလှုံ့ဆော်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပါကာဖာတာဝန်ခံရဲ့ကုတ်ကဲမှုနဲ့ရွှေဘုံမြို့နယ်ပါကာဖာတိုက်ခိုက်ရေးဖွဲ့ PDO မှဦးဆောင်ကရွှေဘုံမြို့နယ်ပါကာဖာ Federal Attack ရွှေဘုံ Drone တပ်ဖွဲ့တိုက်နယ်ကပါကာဖာဖွဲ့တိုက်နယ် ်ဒီပါကဖာနဲ့တိုက်နယ်နဲ့ပါကဖာတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးဘော်များထိခိုက်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ဆလဘီအေရီတိုင်းဝင်ကြီးချုပ်စာဒီရေကြီးမှာစစ်ကောင်စီတောက်တိုင်းများဆိုင်ရင်ပါကဖစူးဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကအေရီတိုင်းဝင်ကြီးချုပ်ဦးတင်မောင်ဝင်းရဲ့စာဒီရေကြီးမြို့နယ်မှာစစ်ကောင်စီတောက်တိုင်းတွေရဲ့ဆိုင်ရင်ပြုစုထားပြီးဖြစ်ကြောင်းရေကြီးမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ပါကဖကတရင်ထုတ်ပြန်ပါတယ်။ပြည်သူလူထုပေါ်ဤမျိုးစုံနဲ့ရုံမာခဲ့တဲ့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးတောက်တိုင်းစီးပွားရေးတောက်တိုင်းနဲ့စီယုံရေးတောက်တိုင်းတွေကိုအဓိကဆိုင်ရင်ပြုစုထားတယ်လို့ဆိုပါတယ်။မြို့ကအေရီဝင်ကြီးချုပ်ရဲ့စာဒီလည်းဖြစ်တဲ့ခရိုနီဦးစော်စော်ရဲ့စာဒီလည်းဖြစ်တော့ ကင်းရမကင်းကြောင်းတွေများတယ်ဒါကပဲလူလူကိုပိုဒုက္ခပေးနေတာပကဖာအနေနဲ့ကစည်ရင်ပြုစုထားပြီးလိုအပ်တဲ့သတိပေးချက်တွေထုတ်ဖို့လိုမယ်လို့ရေကြီးမြို့ကန်တရင်အရင်မြက်ကဆိုပါတယ်အရေးအတွက်နဲ့အသေးစိတ်ချက်လက်ကိုဖော်ပြမထားတော့လဲစည်ရင်ပြုစုရမှာပုဂ္ဂိုလ်ရင်ခန်းစားချက်တွေကြောင့်စည်ရင်ပေးခြင်းမဖြစ်စေဖို့နဲ့ကာယကံရှင်များနေနာမှုမဖြစ်ပေါ်စေဖို့အတွက်အစဉ်အဆက်အတည်ပြုခဲ့တယ်လို့ရေကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ပြည်သူလူထုရဲ့ပူပေါင်းကူညီမှုနဲ့စည်ရင်တီကြားကောက်ယူပြုစုထားခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်ရေကြီးမြို့နယ်အတွင်းမန္လ 26ရက်ကစတင်ပြီးတိုက်ပွဲများပြင်းထန်နေတာဖြစ်ပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရပ်သားထိခိုက်ဒိဆုံးမှုတွေရှိပါတယ်။ အဲ့ဒီကာလမတိုင်မီတိုင်ပွဲအနေငယ်ငြိမ်သက်နေစဉ်ဦးတင်မဝင်းနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်မှစစ်ကောင်စီတပ်ဦးဆောင်နေဖွဲ့ကရေချီမြို့ကိုမကြာခဏလာရောက်ပြီးမြို့ကလူငယ်များစစ်မှုတိုင်ရင်စီယုံတင်သွင်းခဲ့ပါသည်နှင့်အရခတ်တတော်နှင့်ပူပေါင်းတပ်များကရှိချီမြို့အမြောက်တပ်အာမတ344ကိုတိုက်ခိုက်တဲ့စစ်စင်ရေးများဖော်ဆောင်နေပါသည်စစ်ကောင်စီတပ်ကခွားမြို့နှင့်ငတိုင်းချောင်းမြို့ကြားရေချီမြို့နှင့်ပိုင်းတီတာကုန်းပြင်အုပ်စုမှအမြောက်လက်နက်များတပ်ဆင်ထားပြီးပစ်ခတ်နေတယ်လို့သတင်းမှဖော်ပြပါရှိပါရှင်